အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့ချိန်ခါဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာထန်းတော်ရွာလေယာလုံငန်းများနဲ့တစ်နှစ်ပတ်လုံးလဲပတ်လောက်ကိုင်းနေသောရွာကလေးအင်ကြီးကတရားကျော်မျှသာရှိတယ်သူတို့ရွာနဲ့မိုင်းဝက်ခံအတွင်းမှာတစ်ပင်ကြီးများအုပ်ဆိုင်နေသောတင်းကျိုင်းတစ်ခုရှိနေတယ်ထိုးတင်းကျိုင်းကရွာနဲ့မြေတို့များမတ်ဆက် အเจ้าကအသိန်းချိုင်းမှာအုတ်ကူအဟောင်းများ အုတ်ကူအပြင်းများက အစီအကြီးရွာတွင်ကသေဆုံးသူများသိန်းချိုင်းသူ လာဖို့ပါကလေးတခါမှကူမသွင်းမြေသာမြုပ်ကြတယ်ထို့ကြောင့်ထိုသိန်းချိုင်းကရွာမှလူကြီးများပြောစကားအရာသိန်းချိုင်းဟောင်းကြီးဖြစ်ကြောင်းသိရတယ်သိန်းချိုင်းရဲ့မြောက်ဖက်မှာပေးတရားခန့်ကျဲသောချောင်းကလေးစီးဆင်းနေတယ်ချောင်းကြီးကနှစ်စဉ်ပြောင်းလဲတိုက်စားနေတယ်လွန်ခဲ့သောအနှစ်20ခန့်က ချောင်းရီရွာအတွင်းတိုက်စားလာသဖြင့်ညောင်မင်းသားတရွာလုံးတောင်ချေဘက်သို့ပြောင်းရွှေ့သွားတော့တယ်။ရွာကမရှိတော့ပေမဲ့တင်းချိုင်းကကြံနေရက်ခဲ့တယ်။ထိုးရွာမှလယ်သမားအချို့မိမိတို့လေယာများကိုလာလောက်ကိုင်းရင်မြေလို့ရမှာတဲများဆောက်၍နေထိုင်ကြတယ်။တဖြည်းဖြည်းတဲစုများတိုးပွားလာရာဆက်လေးငါးနယ်အတွင်းရွာတရွာဖြစ်လာခဲ့တယ်။ထိုးရွာအနီးထမ်းပင်ငါးပင် ရှိနေသဖြင့်ထမ်းတော်ရွာလိုအလွယ်ခေါ်ကြတယ်။ တရက်သင်းချိုင်းသူအတုပလာချခြင်းကိုဖတင်သင်းချိုင်းအတွင်ခြောက်သွားကြည်ရာဂူတလုံးပေါ်တရားထိုင်နေသောရန်တော်တစ်ပါးကိုတွေးလိုက်ရသည်ထိုရန်ကိုခါတိုင်းရွာတွင်မှလည်းမတွေ့ရအနိပါမှလည်းမတွေ့ရတခြားကရောက်လာခြင်းဖြစ်မယ်လို့ကိုဖတင်တွေးထင်လိုက်သည်ကိုဖတင်လည်းအတုပမြေဖို့နေကြသောကိုတုတ်ကြီးတို့လူစုစီအ мян သွားကဂူတလုံးပေါ်မှာတရားထိုင်နေတဲ့ဖုန်းတော်ကြီးအကြောင်းပြောပြလိုက်သည်ဘာပြောတယ် ဒီအနိနာမှာဘုန်းကြီးကြောင့်လည်းမရှိသွားတာလာတာလည်းမတွေ့ရမင်းဟာကဟုတ်ရောဟုတ်လို့လားဟုတ်ပါတယ်ငါသိန်းချိုင်းနဲ့၆သွားနေရင်က တွေးလိုက်တာတရေ၆ထားမဟုတ်ပါဘူးလာလိုက်ကြည့်ကြပါလားဥဒုံလည်းကိုဘတင်ခေါ်ရနောက်သူလိုက်သွားတယ်တာရင်နာရီရှိလျင်ရွာနဲ့ငါးမိုင်ခန့်ဝေးกว่าတော့တောင်ကြီးကညောင်မင်းသားရွာသူလှဲနေသွား၍ဘုန်းကြီးပြင်ရတယ်ခဏနေတော့ ဂုတလုံးပေါ်ထိုင်၍တရားကျင့်မှတ်နေသောရဟန်းတော်တစ်ပါးကိုဥတုံတွေးလျက်ရသဖြင့်အနိသွားကဥချရှီခိုးလိုက်တယ်။တရားထိုင်နေတာကွငါကြားဘူးတယ်။သင်ချိုင်ထူတင်းဆိုတာဓာမျိုးကိုပြောတာဖြစ်မယ်။ဖုန်ကြီးအနိမှာတော့တပိတ်တလုံးနဲ့ရက်တောင်တစ်ချောင်းတွေးရတယ်။သွားကြမလား။ဘာလို့မှလဲ။ဥတုံစဉ်းစားနေမိတယ်။ခဏနေအောင်ငါတို့ရွာမှာဖုန်ကြီးတစ်ပါးမှမရှိဘူး။အကြီးတဲ့အကြောင်းလဲဆိုရင် ညောင်ပေသားရွာကဖုန်ကြီးကိုလှဲနဲ့သွားပင်ရတယ်။ဒိုးရွာမှာဖုန်ကြီးကြောင့်တစ်ချောင်းလောက်တော့ခြိတဲ့နေ။ဒီဖုန်ကြီးကိုဒိုးရွာမှာသတင်းတော့မှုခြောက်ထားရရင်မကောင်းဘူးလား။ကောင်းတာပေါ့။ကျွန်တော်တို့ဖုန်ကြီးတရားထိုင်ပြည့်တဲ့အထိစောင်းကြမယ်။ဒါဆိုရင်မင်းထွန်းလာတဲ့ဖုန်စိန်တို့ကိုပြည်ပြည်ဆိုရင်ပြန်ချင်းပြန်မပြန်ချင်းရင် လာခဲ့လို့သွားပြောလိုက်။ကိုဘားတင်လေတင်းချိုင်အပြင်ဘက်သူပြန်ထွက်သွားတယ်။အပြင်မှာအလောင်းမြေဖို့ပြီး စိတ်လိတ်ထိုင်းတော့ခါသူတို့ကိုစောင်းနေကြတော့ထွန်းလာတဲ့ဖိုးစိန်တို့ကိုမြင်လိုက်တယ်။ဟိတ်ကောင်ဘာတင်မင်းတို့တင်းချိုင်းနဲ့ဝင်းလိုက်ထွက်လိုက်နဲ့ဘာသွားလောက်ထားလဲ။ဥဒုတ်ကဗမာကြံခဲ့လဲ။ငါမင်းတို့ကိုပြောမလို့တင်းချိုင်းအလဲကဂူတလုံးပေါ်မှာဖုန်ကြီးတစ်ပါးတရားထိုင်နေတာတွေ့ရလို့အဲ့ဒီအနာမှာထိုင်နေခဲ့တယ်။မင်းတို့ဟာကဟုတ်မှဟုတ်ရဲ့လား။တရရဲ့၆ထားများလား။မင်းတို့အဖအတရရဲ့ကဒီရဲ့ချင်း၆မှာလား။ အခုနေကင်းကြောင်တောင်းကြီးမင်းတို့ကိုဥတုကရွာပြန်ချင်းလဲပြန်နှင့် သူ့စီလာချင်းလဲငါနဲ့လိုက်ခဲရတဲ့ဘာလို့မှမမပြန်သေးတာလဲဖုန်ကြီးကတရားထိုင်နေတယ်တရားထိုင်ပြီးရင်ဥတုကဖုန်ကြီးကိုခြောက်ထားเสียရရှိတယ်လို့ပြောတယ်ငါကဖုန်ကြီးတရားပြည့်တဲ့အထိတွားဆောင်နေလိုက်အောင်မယ်မင်းတို့မပြန်သေးရင်ငါတို့လည်းမပြန်သေးဘူးလိုက်ခဲမယ်၃ယောက်သားတင်းချိုင်းတဲ့ဝင်လာကြတယ်မကြခင် င်းချိုင်အတွင်ဖုံးတော်ကြီးတရားထိုင်နေတဲ့နေရာသို့ရောက်လာကြတယ်။ဖုံးတော်ကြီးကတရားမဖြုတ်သေးသဖြင့်ထွန်းလာတဲ့ဖိုးစိန်တို့လည်းဖုံးတော်ကြီးအားဥချပြီးထိုင်နေလိုက်တယ်။ခါတိုင်းမတွေ့မိပါဘူး။မင်းဟာကနေတိုင်းတင်းချိုင်နဲ့ရောက်ဖြစ်လို့လား။တင်းချိုင်နဲ့တော့ဘယ်ဟုတ်ပါမလဲ။ရွာနေချုပ်ဆက်မှာမတွေ့လို့ပြောတာ။ဟေ့ကောင်းလေး။စကားတူတူပြောပါကွာ။တို့ကြောင့်ဖုံးတော်ကြီးအနောက်ချက်ဖြစ်နေပါဦးမယ်။သူတို့ထိုင်ပြီးနိုင်ဝက်ခံကြတော့ ဖုန်းတော်ကြီးတရားဖြုတ်တာကိုတွေးကြတယ်။ဖုန်းတော်ကြီးကသူ့ရဲ့ခြေမောင်မှာထိုင်နေကြတော့ဥတုံနဲ့အဖွဲကိုမြင်သွားသဖြင့်တကားတို့ကဘဲကပါလိတပည့်တော်တို့ကထန်းတော်ရွာကပါဖျားလူတယောက်ဆုံးသွားလို့မြေလာမြုပ်ရင်အရှင်ဘုရားကိုမြင်လို့လာဖူးကြတာပါဖျားကဲကဲကိစ္စပြီးပြီဆိုတော့ပြန်ကြပြီတော့အရှင်ဘုရားစိတ်တော်မရှိပါနဲ့တပည့်တော်သိကျင်လာလေးတွေမေးခွင့်ပြုပါဖျားအရှင်ဘုရား ဒီသင်ချိုင်းနဲ့ဘဲကကြွလာပြီဘာလို့နေတာပါလဲဖျားဖုံတော်ကြီးကခန္ဓာရီကြွားပြီသတင်းသုံးနေတာပါကျောင်းပိုင်မထားပဲသင်ချိုင်းတော့ဆက်ကျုံရမသတင်းသုံးပြီတရကျင့်ကြံအာထုတ်နေတာပါ အရှင်ဖျားအနေနဲ့မြည်သည့်အရာကိုဖုံးပေးပြီအဟာရဖြည့်ဆည်းပါတယ်ဖျားဖုံကြီးကတတ်တက်လို့ပဲဖုံးပေးတယ်တတိတဲ့ဦးအဖုံများတယ်ဖုံးစရာမရှိရင်လေတပိတ်ထဲရေးထဲပြီးဖုံးပေးလိုက်တာပဲ အချို့ရွာတွေကတသိတွေလှူတာအများရင်လဲစွန့်ကံမထွက်တော့ပဲတသိမကုံမချင်းဖုံးပေးပြီးတရားကျင့်တယ်အရှင်ဖုရားတပည့်တော်ခြောက်ထားเสียချီလို့ထိုင်းဆောင်နေတာပါဖုရားတပည့်တော်တို့တရားလုံးဗုဒ္ဓဘာသာဖြစ်ပါလျက်နဲ့ဖုံးတော်ကြီးမရှိဘူးဖြစ်နေပါလေဖုရားဒါကြောင့်တပည့်တော်တို့ရွာမှာသတင်းသုံးပေးစေချင်ပါတယ်ရွာပြင်ဘက်မှာကြောင်းဆောင်ပြီးလှူပရစေအရှင်ဖုရားသတင်းသုံးပြီးတရားကြီးဤတိုက်တွေးပေးစေချင်ပါတယ် အင်းတကားတို့ကဖုန်ကြီးကိုတရင်သုံးစီခြင်းနဲ့ဆိုရင်တော့နေပေးပါမေးရွာဝင်းကျင်မှာမနေပြရစေနဲ့ဖုန်ကြီးကဒီသိန်းချိုင်းမှာပဲတုတ်တန်ဒူတင်ဆောင်ပြီးတရကျင့်မေးသိန်းချိုင်းထဲမှာနေပြီးတရင်သုံးရတာဖုန်ကြီးအတွက်အသင့်တော်ဆုံးပဲအရှင်ဖုရားရွာတဲ့ကိုဆုံးကံကြွားပေးပါဖုရားတကားတို့ကုသိုလ်ရအောင်ဖုန်ကြီးဆုံးကံကြွားပေးပါမေးဖုန်ကြီးတဝန်တနတ်စာအတွက်အစင်းပြည့်တဲ့နေရာကပဲပြန်လှည့်မေး တအိမ်နှိမ်သုံးအိမ်နဲ့ဖုန်ကြီးအတွက်တနက်စာဆုံးဖုတ်မှုပြေဆုံးပြီဆိုရောက်ရာနေရာကနေလှည့်ပြန်မယ်ဟုတ်ပြီလားဒါဆိုအရှင်ဖုရားတနည်းရတဲ့ပုံသေးမကြွပါနဲ့ဖုရားဒါမှရွာကလူတွေအရှင်ဖုရားကိုလှူဒန်းခွင့်ကြုံကြမှာပါဖုရားစိတ်ချပါတကားဖုန်ကြီးကိုဆွန့်လူလောင်းတာတွေမလုပ်ရဘူးနော်ဖုန်ကြီးမှန်မှန်ကြွပေးမယ်တတ်တတ်လို့ဆွန့်မယ်ဖုန်မယ်တတိဆွန့်လေကတ်နိုင်တယ် အလှူသားရည်နာရည်ရှိရင်ဘုန်းကြီးတောင်းဝင်ယူပြီးတရားဟောပေးပါမယ်။ဒါဆိုအရှင်ဘုရားသတင်းတော်မူတင်းကြိုင်အဆက်မှာတပားနေကြောင်းလေလာဆောက်ပေးပါမယ်ဖရာ။နေလို့ရရင်တော်ပါပြီ။လေးတိုင်စင်းနဲ့ကြမ်းခင်းပိုင်ရပါပြီကွယ်။ဥဒုတ်တို့လည်းဝမ်းသာအားရနဲ့ရွာတို့အမြန်ပြန်လာခဲ့ကြတဲ့15မိနစ်ခန့်အကြာမှာတော့ရွာတို့ပြန်ရောက်သွားကြတယ်။ဥဒုတ်တို့ရွာလူကြီးအိမ်တို့တန်းပြီးသွားကအကျိုးအကြောင်းပြောပြလိုက်တယ်။ တရွာလုံးဗုဒ္ဓဘာသာဝင်များဖြစ်သဖြင့်ဘုံကြီးတပါရွာအတွက်ရပီဆိုပြီးပြောချွင်းနေကြတယ်။ဘာပဲဖြစ်ဖြစ်ဒုရွာအတွက်ကတော့တရားလံပြပေးမဲ့ပုဂ္ဂိုလ်တပါရပီဆိုတော့ဝမ်းသာစရာကြီးပေါ့။ဒါကြောင့်ဖုံတော်ကြီးသတင်းသုံးနိုင်အောင်ဒုရွာကအခုရွာထဲမှာရှိတဲ့ယောက်ျားအမှန်တမျှငါ့အင်ကိုလာဖို့တွားခေါ်လိုက်။အဲ့ဒီနောက်မှာတော့ရွာလူကြီးနဲ့ဥဒုတ်တို့စောအမှုကြောင့်ဝါရှိသူဝါတိုင်ရှိသူတိုင် တက်ကဲချစ်သူကတက်ကဲပြည့်တပိုင်းတနိုင်ယူဆောင်လာပြီတင်းချိုင်းသူတက်ကြွစွာလာခဲ့ကြတယ်ဖုန်းတော်ကြီးကတင်းချိုင်းအပြင်မှာလည်းမဟုတ်အတွင်မကြတကြရှိကုကုဘင်းကြီးအောက်မှာဆယ်ပေပတ်လေခန့်တပားအောင်ကလေးစောက်ပေးလိုက်တယ်ညနေ9:00လိုက်ခန့်ရောက်တော့တပားအောင်စောက်၍ပြည်စီသွားတယ်တောက်ရီတိုးကိုရဲပြည့်ထဲထားပေးလိုက်တယ်ဖုန်းတော်ကြီးအားเจ้ามาตะรินต้องไปบ่ายันตีนช่องไล่เดอโชตะกาเมียกา တခါမှများပြေးလိုက်တော့ငပြောသည်တခွားသည်တိမော့သည်တို့ကိုဆရာတော်အားဆက်ကလှူဒန်းလိုက်တယ်။နောက်နေ့ကစားပြီးဖုန်ကြီးရွာကိုစွန့်ကန်ကြွားပေးမယ်။တရွာလုံးမချောက်ဘူး။ဖုန်ကြီးတပါးစာရရင်ရောက်တဲ့အိမ်ကလှည့်ပြန်မယ်။တင်းမဖရားဖုန်ကြီးတရားကျင့်ရင်ဂူးတွေပေါ်မှာပဲတရားကျင့်မယ်။ဖုန်ကြီးစီကိုအเจ้าကိစ္စအထုမရှိရင်မလာကြနဲ့။တက်သည့်သီးနှံစွန့် ကျောင်းကိုဘဲတကားမှလာမလို့ကြနဲ့ဖုန်ကြီးဧခံနေရရင်တရားပြက်မယ်ဖုန်ကြီးတကားတို့ကုသိုလ်ရအောင်မနေ့ချက်နိုင်ွယ်စွန့်ကန်ကြွားပေးမယ်တင်းဖဘဲသူမှဖုန်ဖုန်ကိုလာမနှောက်ချက်ရအောင်ရွာမှာသတိပေးထားပါမယ်ရှင်ဖရအတွေ့တောင်းရီဦးကြီးကိုသုံးရက်တကားရီလာဖြည့်ပေးပါမယ်နေနေတကားသုံးရက်တကားလဲမလာခဲ့နဲ့ရေကုံရင်စွန့်ကန်ကြွားတဲ့အချိန်တကားမတွေကိုအတိပေးပါမယ် ဲ့ဒီအချိန်ကြမှာလာဖြစ်ပြီပေါ့အရှင်ဘုရားစိတ်တိုင်းကြဖြစ်ရစေပါမယ်ဘုရားမကြခင်ရွာလူကြီးနဲ့ဥတုတ်တို့ဦးစီးတော်ရွာသားများပြန်သွားကြတယ်ဖုံတော်ကြီးတပားတဲ့ကြမ်းခဲ့တယ်နောက်နေ့ရောက်တော့ရွာသားများလည်းတတ်တတ်လို့ဆွေးများချက်ထားတယ်ဖုံတော်ကြီးကရွာဦးမှာစ၍ကြွားတယ်ရွာသားများတိုင်ပင်ထားကြတယ်ဆရာတော်အားဆုံးကိုအများကြီးမလောင်းကြရင်ဒါမှအနည်းဆုံး လေးငါဆဲ့မြလောင်းလူခွင့်ရမယ်ဖြစ်တယ်။ရွာသားများလည်းတိုင်ပင်ထားသည့်အတိုင်းတိန်ကို တစွန်းတယောက်မှမလှူကြရ။ဆရာတော်တရဲ့ဆွမ်းငံကြွားလျင်အ ਨੇ စုံ15အိမ်မြလောင်းလူခွင့်ရကြတယ်။ရှေးကလောင်းလူရန်စောင့်နေကြသူများလည်းမိမိတို့အိမ်ချေအထိရောက်ပါစေလို့ရင်တမမနဲ့စူတောင်းနေကြတယ်။ဖုန်ကြီးကတပည့်အတွင်းစွန်းတနက်စာပြည့်ပြီလို့စိတ်ကပိုင်းဖြတ်ပြီးတာနဲ့နောက်ကြောင်ပြန်လှည့်က သင်းချိုင်းသူပြန်ကြွသွားတော့တယ်ရွာမှာအလှအတန်းရှိတော့အခါဖုန်ကြီးအားသွား၍ပင်းတယ်ပင်းတဲ့အတိုင်းကြွားရောက်လာပြီးတရားဟောပေးတယ်ထိုအလူမှာဆရာတော်ကတတ်တလို့ဟင်းစီမံပြီးချက်ပြုတ်ကတ်လူကြတယ်တပိတ်ဖြစ်တာဖုံးပေးတယ်ဆရာတော်ကလည်းအတက်နိုင်ဆုံးနိုင်တဲ့၍တတ်တလို့အစားကြရန်တိုက်တွန်းတော်မူတယ်အမြဲမတက်နိုင်ရင်တောင်မွေးနေ့ရောက်တိုင်းတတ်တလို့အစားရန်တရားဟောတော်မူတယ် ဆရာတော်တရားဟောအလွန်ကောင်းတယ်။နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကသာဥစားပိတ်၍ဟောတော်မူတယ်။ဆရာတော်ဟောပြောသည့်တရားတော်များက ရေမောစရာတစ်လုံးမှမပပါ။တရားနာအမျှဝေပြတာနဲ့ဆရာတော်ပြန်ကြွတယ်။ဘာလူပွဲဝတ္ထုမှယူဆောင်မသွား။လူပွဲရာများကို ပြန်၍စွန့်သွားတယ်။တပားတဲ့ရက်တစ်ချောင်းနေခွဲ၍တပိတ်လွယ်ကသင်းချမ်းချီကျောင်းသူ ပြန်ကြွသွားတယ်။မြည်သူမျှလိုက်ဖို့မြည်ကိုလည်းလက်မခံ။ ရွာလူကြီးကဆရာတော်ကိုနွားကြောင်းရင်တနေ့တစ်ခါဝင်း၍အကဲခတ်ကြည့်ရှုရန်တာအေးအားမှားကြားထားတယ်။တာအေးလည်းဆရာတော်ဂူမြအပေါ်နေ့စဉ်တရားထိုင်နေတာတွေ့ရကြောင်းသတင်းပြန်ဖို့တယ်။ဒီနေ့ဒီကူမာတရားထိုင်ပြီးနောက်နေ့တခြားကူမာထိုင်၍တရားကျင့်နေကြောင်းကြားသိရတယ်။တရက်စွန့်ကန်ကြွမြည့်ရဲ့စွန့်ကန်ကြွမလာတာနဲ့ရွာလူကြီးကတာအေးအားတာအေးမင်းအကြောင်းကိုရောက်သေးလား ကျွန်တော်အိမ်ကနွားတွေဥလာမြင်၃ရက်လောက်ငှားသွားတာနဲ့နွားကြောင်းမထွက်ဖြစ်ဘူး။ဘာဖြစ်လို့လဲဥလေတုတ်ရဲ့။ဆရာတော်ဆုံးကမကြွတာနှစ်ရက်ချီပြီ။အဲ့ဒါမင်းများတီးမလားလို့ကျွန်တော်နွားမကြောင်းဖြစ်တော့မရောက်ဘူး။ဒါမှဘာခက်တာမှတ်လို့လဲ။ကျွန်တော်အခုသွားကြည့်လိုက်မယ်။ตาအေးလေပြောပြောဆိုဆိုခမောက်တလုံးခေါင်းဆောင်ပြီးဥတုတ်အိမ်ထဲမှာတုတ်ချေတင်း၍ထွက်သွားတော့တယ်။မကြခင်အသင်းချိုင်အတွင်ရောက်ခဲ့တယ်။ မျက်စိဖြင့်မြင်ရသမျှကူးများပေါ်လှမ်းကြည့်လိုက်တယ်။ဆရာတော်တရားထိုင်နေသည်ကို မတွေ့ရသဖြင့်ကျောင်းသူသွားကအတွင်းသူချောင်းကြည့်လိုက်တယ်။ဆယ်ပေပတ်လေကျဲသောကျောင်းသင်္ကန်းအတွင်ဆရာတော်ကိုပဲ့လက်နေထားနေတာအေးတွေးလိုက်ရတယ်။ထို့ကြောင့်ကျောင်းမော်တို့တက်ပြီးဆရာတော်အားဥချကဆရာတော်ကိုအချိန်နေအကဲခတ်ကြည့်လိုက်တယ်။ဆရာတော်ထမတစ်ချက်တစ်ချက်ညှဉ်းညူသံကြားလိုက်ရတယ်။ဟင် ်ဆရာတော်နေမကောင်းဖြစ်နေတာပဲတားရဲ့ចောင်းပေါ်မှာပြန်ဆင့်ခဲ့ပြီးရွာတို့တုတ်ချေတင်ပြန်ခဲ့တယ်မကြခင်ရွာတို့ပြန်ရောက်ပြီးရွာလူကြီးနဲ့ဥတုတို့အားအကျိုးအကြောင်းပြောပြတယ်ဥတာမောင်းနဲ့ဥတုတို့လည်းဘိန်းတော်ဆရာဥလူမော့ကို တခါတည်းပင့်ဆောင်လာခဲ့တယ်မကြခင်ဆရာတော်ចောင်းသူရောက်သွားကြတယ်ဆရာဥလူမော့လည်းဆရာတော်အားစမ်းသပ်ကြည့်လိုက်တယ်ဆရာတော်ကိုယ်တွေတားပူနေပါလား ဟုတ်တယ်တကားပြီးကြတဲ့ရက်ကတညာလုံးတရားထိုင်လိုက်တာအေးအေးမီးသွားတယ်နဲ့တူပါတယ်။နောက်နေ့ရောက်တော့ပူးသလိုချမ်းသလိုဖြစ်လာပြီးအဖျားဝင်တော့တာပဲ။တင်းပါဆရာတော်အေးမီးပြီးဖြားတာပါ။မကြခင် ကောင်းသွားပါလိမ့်မယ်။တပည့်တော်စေတုံးွက်စာပေးခဲ့ပါမယ်ဖရား။ဆရာဦးလူမောကဆရာတော်ရဲ့ယောဂါကိုသိရှိပြတာနဲ့စေးတစ်ခွက်တိုက်လိုက်တယ်။ပြီးနောက်ဦးချ၍ပြန်ခဲ့ကြတယ်။ နောက်နေ့ဆရာအားပင့်ဆောင်၍ဆရာတော်ထံသွားမည်ဟုရွာလူကြီးနှင့်ရွာသားအချို့ရွာအပြင်ထွက်လာကြတယ်ထိုစဉ်မှာပဲတင်းကျိုင်းဘက်မှရွာသူဆုံးကံကြွားတော်မူလာတော့ဖုန်းတော်ကြီးကိုမြင်လိုက်ရသဖြင့်တင်းကျိုင်းသို့သွားမည်ပြင်းနေသောလူတစုမတော်ဖြစ်ကြတော့ပဲရွာဝမှာပင်ရက်ဆောင်နေလိုက်ကြတယ်ဖုန်းတော်ကြီးရွာဝသို့ရောက်ထာနေအားလုံးထိုင်ပြီးဝက်ပြေးလိုက်ကြတယ်တပည့်တော်တို့ကဆေးဆရာပင်ပြီးဆရာတော်စီကို အကျွအကြောင်းသိရအောင်ထွက်လာကြတာပါဖုရားဆရာတော်ကြွလာတာမြင်တာနဲ့ဒီကားပဲရပ်ပြီးကြည်နေကြတာပါဖုရားအိမ်ဆရာပေးကြတဲ့ဆေးကအတော်ဆွမ်းတာပဲဆေးနှစ်ခွက်ပဲတောက်ရသေးတယ်ချင်းချင်းကိုပျောက်သွားတော့တာပဲဒါကြောင့်တကားတို့စိတ်ပူမှာဆိုလို့ဆုံးကံကြွခဲ့တာပဲတကားတို့အရှင်ဖုရားအမသာတွေဖုံးပေးလို့မသိတော်သေးပါဘူးဖုရားတကားမစိုးရင်ပါနဲ့အဓိကက ဝမ်းထဲမှာရှိတဲ့ပိုးမြို့ချက်စဲငိမ့်အောင်ပဲအရေးကြီးပါတယ်။ဒါမှအဖုံကြီးတရားဖြောင်ဖြောင်ထိုင်နိုင်မှာဒီမှာဖရာအရှင်ဖရာစိတ်ဆန္ဒရှိတဲ့အတိုင်းကြွတော်မူပါဖရာ။အိမ်ဖုံကြီးပြီးကြတဲ့အခေါက်ကဒီဘက်ကိုကြွခဲ့တာဆိုတော့အခုတောင်းဘက်ကိုကြွမယ်။ဆရာတော်လည်းစွန့်ခံကြွပြီးတော့ဘက်သူမကြွပဲစွန့်မခံရသေးတော့အရက်ကိုဥတီပြီးကြွသွားတော်တယ်။ဥတီမောင်တို့လည်း သီလသမားတွေသိခါနဲ့ပြည့်စုံတော်မူသောဆရာတော်တစ်ပါးကိုစီးကပ်ကိုးကွယ်ခွင့်ရကြ၍ဝမ်းသာနေမိကြတယ်။အချင်းကညတနာရီခန့်ချိန်ပြီးလာဆန်းရမှုတချမ်းပဲလာကလေးကအနောက်တောင်ပေါ်မေးတင်နေပေပြီးကဆုံလာမှုမိုးမကြသေးပေမဲ့မိုးသားမိုးရိပ်တို့ကတရရိပ်တက်နေတယ်။တင်းချိုင်အတွင် လေးတိုက်ချင်းကြောင့်တပ်ပင်ကြီးတို့ကတောမြေကရိမ့်ထိုးနေတယ်။အဝေးမှာစိုးစွဲငင်ငင်ဥလိုက်သောခွေးဥသားငါးလည်း အစစ်မပြတ်ထွက်ပေါ်နေတဲ့တိတ်ဆိတ်ငြိမ့်သက်နေသောတင်းချိုင်းကရုတ်တရက်လှုပ်ရှားရုန်းကန်နေခြင်းကတခုခုထူးခြားတော့မဲ့ပြရုပ်တခုပဲမဟုတ်ပါလားမှန်ပါတယ်လှုပ်ရှားအသက်ဝင်နေသောတင်းချိုင်းအတွင်းသူဒလဝဲကိုင်လူ၃ယောက်ဝင်လာကြတယ်ပြီးနောက်သစ်ပင်ကြီးတစ်ပင်အောင်မှာ ဝိုင်းလို့ထိုင်လိုက်ကြတယ်ခွေးမာသာအေးဆောင်ခိုးကျင်လိုက်ထားလဲပြားလို့လက်နှိပ်လိုက်ထားလဲခြားလို့ဘာဆိုင်လို့လဲ အခုမင်းကြောင့်အလွဲ့လွဲ့အချောချောဖြစ်ခဲ့တာမဟုတ်လားမင်းတို့ကလောဘသောကတ်နေကြတာပဲငါကထိမ့်နေသိမ့်သိမ့်လှုပ်ထားပါအေးအခုပိုက်ဆံလူယုံမဟုတ်ဘူးထိမ့်နေကဥထွန်းဆံကိုပါတက်ခဲ့တာဆိုတော့ငါတို့ကဓမြတိုက်ထားတယ်မဟုတ်ဘူးလူတတ်တဲ့အဖွဲပါဖြစ်နေပြီနောက်ကလိုက်လာတဲ့ရွာသားတွေပြန်လှည့်သွားလို့တော်သေးတယ်အခုဘာလုပ်ကြမလဲဒီတက်ရပါပစ္စည်းတွေနဲ့ဓာတ်တွေကိုတက်ပြန်အောင်ပါ ခြေရလက်ရမပြည့်မြုပ်ထားကြရမေးဟုတ်တယ်ပတ်ဝန်းကျင်အခြေအနေအေးဆေးသွားမှသုံးယောက်ဆုံးပြီးလာပြန်ယူကြမေးလူတက်ခဲ့တဲ့ကိစ္စဓမြတိုက်ခဲ့တဲ့ကိစ္စတွေနဲ့ရဲတွေရွာကိုရောက်လာမှာပဲငါတို့အားလုံးငြိမ်းသွားတဲ့အထိကိုယ့်အိမ်ကိုပြန်နေချရအောင်ဟုတ်တယ်ဒီသက်ပြောင်မှာတူးပြီးမြုပ်ထားကြတာပေါ့သုံးယောက်သားသဘောတူညီမှုရားပြတာနဲ့တိုက်ရပါပစ္စည်းများကို ။တပင်ကြီးအောင်မြေကြီးတူ၍မြုပ်ထားခဲ့ကြတယ်။ကဲမှတ်မိကြတယ်မို့လား။မှတ်မိတာပေါ့။ဘဲသူမှစီးဖောက်ပြီးလာမယူရဘူးနော်။ငါတို့သုံးယောက်ဆုံးပြီးမှလာပြန်ယူကြတာပေါ့။ကဲပြီးပြီဆိုရင်တွားကြမယ်။သူတို့တွားရန်လှည့်အပ်ထွက်သူတို့နဲ့ဆဲဘဲခန့်အကွာခြုံဖို့တခုသာချားသောဂူဘော့တွင်တရားထိုင်နေသော ဖုန်တော်ကြီးတစ်ပါးကိုတွေးလိုက်ရတယ်။ဟာ၊ဟိုမှာဘာကြီးလဲ။ဖုန်ကြီးလား၊တရေလား။ ။ဟာတင်းချိုင်းထဲမှာဘဲကဖုန်ကြီးရှိရမှာလေ။ရှိမဲ့ရှိသေးရဲ့ပဲရှိမှာပေါ့။မဟုတ်ဘူးကွာ။တိတိချာချာကြီးစမ်းမှာ။သေးရဲ့မဟုတ်ဘူး။မလုံးမရှက်ခူပေါ်မှာထိုင်နေတာ။ဖုန်ကြီးတပါးပဲကွာ။သူတို့အနည်းကပြေးကြီးလိုက်တယ်။တရားထိုင်နေတာဖုန်ကြီးတပါးဖြစ်ကြောင်းသိလိုက်တယ်။ဟာဖုန်ကြီးပဲဟိ။ငါတို့ပြောတာတွေအကုန်ကြားကုန်ပြီ။ဟုတ်တယ်။ဒီဖုန်ကြီးဒီအနီနာရွာတွေကတရားလာထိုင်နေတာဖြစ်မယ်။ သူ့ကိုရွာပြန်လွှတ်လိုက်လို့မဖြစ်ဘူးအေးဆောင်သွားစမ်းငါတို့ပြောစကားကြားလာသွားမေးစမ်းမေးစရာမလိုပါဘူးကွာတို့အထိုင်စကားပြောနေကြတာတိုးတိုးလေးမှမဟုတ်တာမင်းလူတက်ခဲ့တဲ့အကြောင်းပါဒီဖုန်ကြီးတီးသွားပြီဟေးဖုန်ကြီးထားစမ်းဟာတရားထိုင်နေတယ်အနောက်အချက်သွားမပေးပါနဲ့တို့ကိုတိတာမှမဟုတ်ဖဲသွားကြမယ်ဘယ်ဖြစ်မလဲငါတို့နမ်းပြပါတီးကုန်ပြီ လူသက်ဓမြတိုက်ခဲ့တာလေတီးသွားပြီဒီဖုံးကြီးကိုအချင်းထားလို့မဖြစ်ဘူးဟာတောက်ကျိုးတော့နဲတော့မှာပဲမင်းကတရားပေါက်နေတာလားသွားစမ်းဖုံးကြီးကိုဆွဲခေါ်လာခဲ့ဟာကျုပ်ငရဲကြီးမှာကြောက်တယ်ဘာကွရွာတကားလှဲပြီးဓမြတိုက်နေတဲ့အကောင်ကငရဲကြီးမှာကြောက်နေသလားသွားဆွဲခေါ်ခဲ့ဆရာဖြစ်ရန်ဒူးဒူးလေဖုံးကြီးကိုခေါ်ခိုင်းရမရသဖြင့်စိတ်မချေသွားနဲ့ဓားကိုင်းပြီး ဖုန်ကြီးတရားထိုင်နေရသူရောက်သွားတယ်။ကဲဖုန်ကြီးဆွဲခေါ်တာမခံချင်ရင်ထိုင်နေရကထားခဲ့ပါ။ဖုန်တော်ကြီးလည်းအာဟုသွဲ့ပြဲမပိုးစေရန်ထိုင်နေရမှထားလိုက်ပြီ။တကားတို့ကျုပ်ကဖရာအလုပ်တရားအလုပ်လုံးနေတာပါ။တကားကြီးတို့ကိစ္စနဲ့ဖုန်ကြီးမသက်ဆိုင်ပါဘူး။တကားကြီးတို့ဘယ်သူလဲ။ဘာလုပ်တယ်ဘယ်ကားလဲ။ဖုန်ကြီးမသိဘူး။စိတ်လည်းမဝင်စားဘူး။တကားကြီးတို့ ဖုန်ကြီးအလုံးဖုန်ကြီးလုံးတရာအားလုံးဖုန်ကြီးဘာမှမမြင်ဘူးမကြားဘူးပဲမှတ်ပါလေသွားလို့ရကိုစိတ်ချလက်ချသွားကြပါဒီလိုတော့ဘဲဖြစ်မလဲကျုပ်တို့ကိစ္စအားလုံးကိုတီးသွားပြီဆိုတော့ကျုပ်တို့စိတ်ချလက်ချနေလို့ဘယ်ရတော့မလဲဒီတော့ဖုန်ကြီးဒီနေ့ကအဝေးကိုသွားခြင်းသွားမသွားရင်ကျုပ်တို့ကိုအဆိုးမဆိုးနဲ့တခါကြည့်တော့ဖုန်ကြီးကဟိုနားမှာတဲချောင်းလေးထိုးပြီးတရားချန်တာပါ တကားကြီးတို့စိတ်ချလက်ချသာသွားပါ ဖုန်ကြီးရဲ့ဒိဋ္ဌံကိုဖျဲပြီးဖုန်ကြီးအဝိ့ကိုမသွားနိုင်ပါဘူးပျက်စီးတွေစိတ်မချခြင်းယူခြင်းယူသွားနိုင်ပါတယ်ဟာဒီဖုန်ကြီးတော်တော်လေးချေတာပဲခေါင်းဆောင်လို့သူက စကားကိုစိတ်မပြောတော့ပဲဖုန်ကြီးကိုဓာတ်နဲ့ပြေးထုတ်လိုက်တယ်ဖုန်ကြီးဓာတ်ဆိုင်ပြီးလဲကြသွားတယ်ဟာခမရလူထက်တတ်ပြန်ပြီဒုက္ခပါပဲထိုးစင်းမှာပဲအသိဉာဏ်တစ်ခုလုံး လေးပြင်းများကြလာတဲ့ကဲ့သို့လှုပ်ရမ်းခါလာတော့တယ်။လေးမတိုက်ပါပဲသစ်ပင်ကြီးများတုံးဝုံလှုပ်ရမ်းလာတယ်။ဟာတော့ချောက်တာများလား။သင်းချိုင်းတဲ့ရောက်နေတာပဲ။တရရဲ့ချောက်တာဖြစ်မှာပေါ့။ဘဲကတရရဲ့လေ။လားရဲ့လားကြည့်စမ်း။ရုတ်တရရဲ့လေးပြင်းတိုက်လိုက်သလိုသက်ကိုင်းများလှုပ်ရမ်းသွားတယ်။သင်းချိုင်းအဆက်မှခွေးဥတန်းကြီးများကချောက်ချားပွေထွက်ပေါ်လာတယ်။ဟာခမရဖုန်ကြီးကိုတွားလို့လို့ ပဝင်းကျင်ကတရက်တွေထွက်လာပြီလားမသိဘူးဟောဟောတိုင်းတိုင်းမြည်အောင်ပင်တက်ပင်ကြီးများလှုပ်ရမ်းသွားတယ်တက်ပင်ချုံပင်းများတစ်ချက်ချက်မြည်အောင်လှုပ်ခါနေတယ်တက်ပင်ကြီးများရဲ့အကိုင်းအခဲအယွက်များဆွဲရန်ပြတ်တလူတစ်ချိန်ချင်းစူညံနေတော့တယ်ဓမြသုံးယောက်ရဲ့အပေါ်မှာရှိသောတက်ကိုင်းကြီးဟာမိုးချိုပြစ်လိုက်သီလားမသိချင်းကနဲ့အတန်းကြီးမြည်သွားကတက်ကိုင်းကြီးပြုတ်ကြလာတော့တယ်အပေါ်မှာတက်ကိုင်းပြုတ်ကြလာသည်ကိုမြင်ကြတော့လေ ခြေတော်များကလှုပ်ရှားလို့မရဖြက်ကုန်တယ်။အပေါ်တဲ့တဲ့ကြာသွားတယ်။အာအမလေးဓမြနှစ်ယောက်ရဲ့ပါဇက်မှာကြောက်လန့်နာကျင်သောအသားကြီးများထွက်သွားပြီးနောက်လှုပ်ရှားရုန်းကန်ပြီးငြိမ်ကြသွားကြတယ်။အပေါ်မှာအချိန်ပြင်းစွာကြာလာသောတက်ကိုင်းကြီးကလူစုနှစ်ယောက်ရဲ့အသက်ကိုတစ်ချက်ထဲနဲ့နှုတ်ယူသွားလိမ့်ပြီ။လူသက်ဓမြခေါင်းဆောင်ကြီးကတက်ကိုင်းပင်မီဘေးကတီးတီးလေးလောသွားတယ်။ထိုအဖြစ်ကိုမြင်ပြီး ။ဓမြကြီးကတဆက်ဆက်တုံလာတယ်။ပဝင်းချင်းမလေးတိုက်တန်းလေးတိုးတမြရုတ်တရက်ငြိမ်သွားတယ်။ဟင်ဘလူကဘလူလေးပြင်းကကြလာတာလေ။လူနှစ်ယောက်လည်းသေးသွားရော လေးကနည်းနည်းလေးတောင်မတိုက်တော့ဘူး။ငါ့ကိုသေးရဲ့၆နရာမြလား။လုံးဝမကြောက်ဘူး။သေးရဲ့တော့လူတော့နားမလဲဘူး။ငါကလူတက်လာတဲ့အကောင်ပဲ။ဘယ်သေးရဲ့မှမကြောက်ဘူး။ဖုံးကြီးလည်းတက်ရဲ့တယ်ကွာ။ထိုးစင်မှာပဲ။ အနောက်ဘက်မှတစုံတစ်ခုကစွဲမလိုက်သဖြင့်နှစ်တောင်ခန့်မြေးမကြွားသွား၍ထိတ်ထိတ်လန့်လန့်နဲ့လှဲကြည့်လိုက်ရာဟင်15ဘေးမြအမြင်မသောတရက်မကြီးတကောင်းကိုဓမြကြီးကမြင်လိုက်တယ်။နင့်ကိုငါရဲ့သင်းချိုင်မှာဝိညာဉ်နဲ့တောင်မထားဘူး။နင့်ကိုအဝေးစီထီအရောက်တခါတည်းပို့ပေးရမယ်။ကြောက်ကြောက်ပါပြီ။ဘာကြောက်ထားလဲ။စိုးစိုးကစိန်ခေါ်တဲ့အတန်းကိုငါကြားလိုက်တယ်။အခုနင်းအလှဲကြမှာကြောက်တယ်ဗော။ နင်းကဓမြတိုက်ယုံမကားဘူးလူပါတတ်ခဲသေးတယ်တရားကျင့်နေတဲ့ဖုန်ကြီးကိုလည်းကိုထိလျောက်ကျူးလွန်နေမင်းရဲ့ဓားချက်ကဆရာတော်ကိုမထိဘူးသင်္ကန်းနဲ့ဗိုက်ကြားကချက်ဝင်သွားတာဆရာတော်ကိုထပ်ပြီးမစောကားဖြစ်အောင်ဆရာတော်ကိုအိပ်ပျော်သွားအောင်ငါလှုပ်ထားတာမင်းမသိခင်ငါပဲသူလဲတီးသွားခြင်းလားကြောက်ပါပြီနောက်ကိုဘယ်သူမှမတတ်တော့ပါဘူးဓမြလည်းမတိုက်တော့ပါဘူးအောက်အောက်ကိုချပေးပါ ကိုယ့်အလဲကြတော့သေးမှာကြောက်တက်လိုက်တာငါကသင်းချိုင်းကိုစောင့်နေသင်းချိုင်းအချင်းမှမဖဲဝါပဲဇီယာတော့ကိုဘယ်သူမှအထီလို့မရဘူးနင်အခုချိန်ကစားပြီးဝေးစီကိုတန်းသွားပြီးတော့ကျွတ်အာလူသက်သည်။ခေါင်းဆောင်ကြီးလဲဖုန်းတော်ကြီးအားအသေးသက်တဲ့ဝဲကျွေးကြောင် ဝေးစီငရဲသူတန်းစင်ရတော်မီကို မသေးခင်ကပင်မဖဲဝါပြော၍တီးသွားတော်တယ်လူစိုးလူမိုက်၃ယောက်လဲခဏအတွင်းမှာပဲလူမိုက်ဆက်တိန်းသွားတော်တယ် ခဏကြာတော့ဆရာတော်လေးလဲပြူနေရကသတိရကထားလာတော့တယ်။အင်းအနိစ္စဒုက္ခအနတ္တပါလား။ဆရာတော်လေးလူသုံးယောက်ကိုအကဲခတ်ကြည့်လိုက်တယ်။အင်းအားလုံးအသက်သေဆုံးနေကြပြီပဲ။ဆရာတော်လေးကြောင်းသူပြန်ကြွားသွားတယ်။မနေ့မိုးလင်းတာနဲ့ရွာတွင်းသူ ဆုံးကန်ကြွားခဲ့တယ်။တကားမတယောက်ဆွန့်ထွေလောင်းတာနဲ့ဆရာတော်ကတကားမအားရွာလူကြီးဥတည်မောင်းနဲ့ဥတုတ်ကို ဖုန်ကြီးကြောင့်ကိုအမြန်လာခဲ့ဖို့တကားမကသွားပြောပေးပါတင်းမဖရာတပည့်တော်သွားပြောပေးပါမယ်ဖရာဖုန်တော်ကြီးလည်းစွန့်ကွန်ပြေစုံတာနဲ့เจ้าသူပြန်ကြွားခဲ့တယ်မကြခင်ရွာလူကြီးများရောက်လာတယ်ခྱི་ရောက်မဆိုင်ဇီရတော်ကရွာလူကြီးအားတင်းချိုင်အတွင်းပဲဖုန်ကြီးတရားထိုင်တဲ့အနားမှာတကားသုံးယောက်ဘေးရွာကဓမြတိုက်လူတက်လာတဲ့မသိဘူးညင်းကြခုံးကြဖြစ်နေတော့ လေကြီးမိုးကြီးတိုက်လာပြီးတကိုင်းနေကျိုးတကိုင်းပေးပြီးသေကုန်ပြီးတကားကြီးတို့လှုပ်ဖွဲ့ကိစ္စဆောင်ရွက်စရာရှိတာဆောင်ရွက်ကြပြီးတော့ဒီကိစ္စကရဲအရေးကိစ္စဖြစ်တဲ့အတွက်အားလုံးအသိပေးပြီးအမြန်ချင်းလင်းပေးပါမယ်ဖုရားလူသက်ဓမြအတိုက်ခံရသောယွာမလူကြီးများရဲများလာရောက်ဆက်ဆေးကြတယ်ထိုးညကအနိပဝင်းချင်းယွာများမှာ မိုးယွာလေမတိုက်ပါပဲတင်းချိုင်အတွင်းမှာသိရွက်တွေကျွေး တက္ကိုင်းကြီးများကြိုးကြပြီးလူသေးဆုံးသည့်အထိဖြစ်ပျက်ပုံဆန်းလာသည့်အကြောင်းလူတို့ပြောမဆုံးဖြစ်နေကြတယ်။ညနေ3နာရီစစ်စေးမှုအလုံးပြည့်စည်သွားသည့်အတွေ့အလောင်းများကိုတင်းကြိုင်တွင်မှပဲမြုပ်လိုက်ကြတယ်။တိုက်ရပါပစ္စည်းများလည်းပြန်ရသွားတယ်။နောက်နေ့ရောက်တော့ဆရာတော်ကအခြားနေရာသို့ထွက်သွားတော့မယ်လို့ဆုံးဖြတ်ပြီးပြင်ဆင်တယ်။ထိုအချိန်မှာပဲကျောင်းသင်္ကန်းအဝမှာသပင်ဖားလျာချတာတော့မြို့သမီးတယောက် ပစက်တုတ်ထိုင်ကဆရာတော်ကိုချက်ခိုးလိုက်တယ်။ထို့နောက်အမျိုးသမီးထံမှစကားသံအချို့ထွက်လာတယ်။အရှင်ဖုရားဘဲကိုကြွမှာပါလေဖုရား။ဘုန်းကြီးရဲ့ခရီးကတတ်မှတ်ချက်မရှိဘူးတကမာ။မကြွပါနဲ့ဖုရား။ဒီမှာတနေ့ခန့်သတင်းသုံးဈေးချင်ပါတယ်။ရွာသားတွေကလည်းအရှင်ဖုရားကိုအားကိုနေကြသလိုတပည့်တော်တို့ကလည်းအရှင်ဖုရားရှိနေလို့ဝမ်းမြောက်ဝမ်းသာရှိပါတယ်ဖုရား။အရှင်ဖုရားရဲ့အမြဝေတန်းကြောင့် ကြွထိုက်သူတွေရှိပါကလည်းကြွနိုင်ပါတယ်ဖေယားဒီရက်ဒီဝါဒီမှာအမြဝေဒန်တရားသန်နေကင်းကွာန္တရာကြာခဲ့ပါပြီဒါကြောင့်ကြွထိုက်သူရှိကကြွလွနိုင်ရန်ဆရာတော်ဒီနေရာမှာပဲသတင်းသုံးပေးစီလိုပါတယ်ဖေယားနောင်ကိုအရှင်ဖေယားကိုဘယ်သူမှမနှောက်ချက်စေရပါဘူးဖုန်ကြီးရှိနေလို့အခုလူသုံးယောက်အသက်ပေးဆက်လိုက်ရတယ်ဖုန်ကြီးအတွက်ဆေးအနောက်ချက်ဖြစ်မိတဲ့တက္ကမတပည့်တော်မှဝန်ခံပါတယ်ဖေယား နောက်နောက်အရှင်ဖုရားကိုနှောက်ရှက်မဲ့သူရှိလာခဲ့ရင်၆လက်ယုံကလွဲပြီးလူမသက်တော့ပါဘူးဖုရားအရှင်ဖုရားရွာသူရွာသားတွေကိုတနာသွားအဖြစ်ထွက်မသွားပါနဲ့ဖုရားအင်းတက္ကမတို့စမ်းတာရှိတယ်ဆိုတော့လေဖုန်ကြီးနေပေးရတာပေါ့ဖုန်ကြီးအမျှဝေတဲ့အခါသားတို့ခေါ်ခြင်းသူတွေရှိရင်သာသားတို့ခေါ်ပေါ့ဒီမှာဖုန်ကြီးဝါဆိုပေးမယ်လာမယ့်နေ့ဖုန်ကြီးတနေရာကြွမယ်အခုချက်ချင်းမကြွတော့ဘူးဆိုလို့ တပည့်တော်ဝမ်းသာလှပါပြီဖုရားတပည့်တော်မှ မဖဲဝါပါဖုရားအရှင်ဖုရားကိုစောက်ချောက်ပေးပါမယ်ဖုန်းတော်ကြီးကိုဥချပြီမဖဲဝါပျောက်သွားတော်တယ်ထိုအချိန်မှစ၍ဆရာတော်တရားထိုင် တရားဖြုတ်ပြတာနဲ့သင်ချိုင်းကိုသုံးပတ်မြလှဲ့ပတ်ခါမေတ္တာဘာဝနာပွားများတော်မူတယ်ရွာသူရွာသားတို့လည်းဖုန်းတော်ကြီးတရားအထုတ်ရန်တက်စွမ်းတဲ့ဘက်ကစွန်ကုန်စေးကြောင်ထောက်ပံ့လှူဒန်းပြီးနေကြပါတော့တယ် ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးအထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ